good morning အားလုံးပဲမင်္ဂလာနံနက်ခင်ဗျခင်ဗျဒီကနေ့ပိတ်ရက်မှာကျွန်တော်မနေ့ပိုင်းမှာအာတငယ်ချင်းတွေနဲ့တဲ့အဲဒီကန်တော်ကြီးမှာရှိတဲ့စားတောင်းဆိုင်တန်းတွေမှာမနေ့စားစားဖို့လာအာချိန်တွေ့ကြတာပေါ့နော်တငယ်ချင်းတွေမလာခင်မှာကျွန်တော်အချိန်ရတော့လေးတစ်ချက်ပတ်ဝန်းကျင်ကိုလိုက်လေလာတယ် ကာလမတရှောက်ကတော့ထုံစံအတိုင်းပဲကြဲကြဲဝုန်းဝုန်းနဲ့မနေ့ခင်းဆိုတော့ကာလဲရှင်းနေပါသေးတယ်ဗျစီရီပထိုးတွေရောเนาะတအပါကောလဲအဝိုင်းပတ်ပေါ့เนาะအဝိုင်းပတ်တွေရောအပဝင်းချင်မှရှိတဲ့တပင်ပန်းမှန်နေလဲတေချာထင်းထင်းပြုစုစောက်ရှောက်ထားတဲ့အတွက်စိမ့်စိမ့်စွစွနဲ့တာလာပါပါတယ်ခမရဒါကတော့ကန်တော်ကြီး တ်လန်ကိုဝင်တယ်အထရိဆိုင်ုံဖက်ချာဝင်တယ်အပေါ့ပါခင်ဗျနန်စောစောမှာကျတော့ကျွန်တော်လိုပဲနိုင်ရမှာအပန်းဖြေအနာယူခြင်းနဲ့ဇုံတွဲတွေမိသားစုတွေလည်းသူတို့အာတငယ်ချင်းတွေနဲ့မိတ်ဆွေတွေအဆုံတွေနဲ့ပေါ့နော်အုပ်စုဖွဲ့ပြလာတယ်လို့ရှိသလိုကျွန်တော်လိုပဲတည်တည်တန့်တန့်အာလာတဲ့အပန်းဖြေတဲ့လူတွေလည်းရှိပါတယ်ခင်ဗျ ားရပ်ထားတဲ့နေရာလေးတွေလည်းပါကင်လေးတွေတည်တည်ချာချာပြုလုပ်ပေးထားသလိုအမိုက်တွေလည်းစနစ်တကျပြစ်ချပေးဖို့အမိုက်ပုံး recycle bin တွေကိုလည်းတည်တည်ချာချာစီစဉ်ထားတဲ့အတွက်ဒီပန်းချင်ရင်ထိမ့်သိမ်းဆောက်ရှောက်ဖို့ဟာလည်းလေးစားစရာပါခင်ဗျဒီမှာကြတော့မနေ့စောစောစီစီစုံတွဲတွေတိုင်ပင်ကြီးတို့တဲ့အချင်း ဖြစ်သလားတော့ကျွန်တော်တို့မသိဘူးခင်ဗျကျွန်တော်အယုံစိုက်တဲ့ကတော့ဟိုအနောက်မှာရှိတဲ့ရေပန်းမှာခင်ဗျဒီရေကန်ကိုအာကြည့်လိုက်ချင်းအပြင်ဘာတွေ့ရတလဲဆိုတော့ရေကန်မှာကျတော့ရေကြီးတရားစိမ့်နေတယ်ဆိုတော့အောက်ဆီဂျင်လေဗယ်ကတော့ကျနေပြီဆိုတော့တော့သိချရတယ်နော်ဘာလို့ဆိုတော့ဒါတူတူတူပြောစရာမလိုဘူးနေအောင်ခြေတရရရတဲ့အတွက် LJ ဒီရှိတာတော့သိကြတယ်ဒါပေမဲ့ဒီတဲမှာကျတော့ကံအကြီးကြီးဖြစ်တဲ့အတွက်တဘာဝပဲငါးပဲဖြစ်ဖြစ် သူတို့တအဘေးဘေးမဲ့လွတ်ထားတဲ့ငါးတွေပဲဖြစ်ဖြစ် ရှင်သန်ကြီးတွားဖို့ကတော့အရေထဲမှာအာ oxidation level မြင့်နေဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီလိုမြင့်နေဖို့ကတော့ကျွန်တော်ထင်တယ် solar panel နဲ့ထိန်းထားတဲ့ရေပန်းလေးတွေအဲ့လိုဖြွာပြီးတော့ကြာချင်းအပြင်အမ်အလေးဘဘလေးတွေပြန်ပေါ်ပြီးတော့ငါးရဲ့အတွက်အောက်ဆီဂျင်လေဗာဒီပတ်ဝန်းကျင်မှာကျတော့မြင့်နေပါလိမ့်မယ်နော်။ကဲဒီမှာကျတော့ ရွှေအဲငွေပြိုင်းဖြူပေါ့ဗျာမနေ့စောစောစီစီမှာတကောင်တက်လာတာတွေ့တော့ကျွန်တော်လိုပဲဗိုက်စာတာဖြစ်မှာပေါ့အဲဖန်ကြံတဲ့တဘာဝအလပါတွေခံစားပြီးတဲ့ကမှာတငယ်ချင်းတွေလာအလာတဲ့လမ်းကိုအဲဆောင်းချူချင်းအပြင်ကျွန်တော်အပြင်ထွက်ဆောင်ပါတယ်ခင်ဗျာဒီကျွန်တော်ရက်နေတဲ့နေရာရဲ့ညာဘက်ချမ်းပါပေါ့နော်ကန်တော်ကြီးအဲပတ်ဝန်းကျင်မှာကြတော့ အကျွန်တော်တို့အစိုက်ပြိုးရေးစိတ်ဝင်စားတဲ့သူတွေအတွက်မျိုးစီထုတ်လေးတွေဝယ်လို့ရတယ်အပင်ပေါက်တဲတဲလေးတွေဝယ်လို့ရတယ်ပေါ့နော်ပင်စိမ့်ပင်တို့ဟိုရှာရှာပါပါရခဲတဲ့ဟိုဘူးတို့ပေါ့နော်အဲ့လိုတက်ခွက်သီးမျိုးစီစားတဲ့ပြင်းမြအများကြီးလဲရောင်းပါတယ်ခင်ဗျဒီမှာအဓိကအများဆုံးတွေ့ရတာကတော့လမ်းမကြီးတစ်လျှောက်မှာဟိုတက်ဆီတွေအများဆုံးတွေ့ရပါတယ်နော်